Hello အားလုံးပဲမင်္ဂလာပါပူပေါ်မှချင်းကနေကြိုဆိုပါရစေ။ Lion တင်းရဲ့ကွင်းလင်ကစားသမားဖြစ်သူ Ryan Charkey ကိုခေါ်ဖို့အတွက် Manchester City က Lion နဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ကစားမားဖြစ်သူနဲ့လည်းပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ Fabrizio Romano ရဲ့ဘက်ကလည်းကျွန်တော်သား He We ကိုလှုပ်ထားတယ်လို့ဒီအပြောင်းရွှေ့ဟာပြီးမြောက်သွားပြီပေါ့လေ။ဆိုတော့ကစားမားဖြစ်သူအနေနဲ့အချိန်မီတာစစ်စစ်မှုတွေပါတွေကိုအပြစ်တက်နိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဘောနော်ဒီဒီဘက်ကျွန်တော်ကုံလောက်မှာစမဲ့ club world cup ပြိုင်ပွဲမှာ manchester city နဲ့တူ american မှာကစားခွင့်သူရမယ်ဆိုတော့ manchester city ရဲ့ဘက်ကဒီကစားမပြည့်သူကိုခေါ်ယူဖို့အတွက်ပြောင်းရွှေ့ကြီး euro တန်း40ပေါင်33တသမာ8တန်းဝန်းကျင်ထိပေးချေရမယ်ဆိုတော့ဒီထဲမှာမှဟို lion ဝက်ဘက်ကတော့ကျွန်တော်ဒီအပူစုကြီးအနေနဲ့လည်း euro 5တန်းလောက်ကျွန်တော်ရမယ်စုစုပေါင်း euro 35တန်း plus 5တန်းဆိုတဲ့ပုံစံမျိုး euro တန်း40လောက်ထိ Manchester City ရဲ့ဘက်ကပြီးချီရမယ်ပေါ့နော်။ဒါပြင်ကစားသမားနဲ့လည်း Manchester City က2030ခုနှစ်ထိတက်တန်းရှိတဲ့စာချုပ်တရကိုသဘောတူညီမှုရထားတယ်။အဲ့တော့တူညီမှုကျွန်တော်ရထားတယ်ဆိုတော့ဒါကြောင့်ဒီအပြောင်းအရွှေ့ဒါကျွန်တော်ဒါအချိန်မီပေါ့နော်ခုနကပြောတဲ့ဆေးဆင်းမှုတွေပါတယ်အကုန်ပြီးသွားပြီဆိုရင်ဒါကလပ်ဘောကပ်မှာချာကီကိုမြင်ကောင်းမြင်ရဖို့ရှိတယ်ပေါ့လေဆိုတော့လာမယ့်ဂျွန်16ရက်မှာဒါစပြီးတော့ကစားမှာနော်16ရက်နေ့မှာကျွန်တော်အနေနဲ့မန်ချက်စတာစီးတီးကကလပ်ဘောကပ်ပြိုင်ပွဲကိုစပြီးတော့ကစားခွင့်ရမှာ တော့ Manchester City တဲ့တော့ဒီအပြောင်းရွှေ့ကအများကြီးကောင်းတဲ့အပြောင်းရွှေ့ပါကျွန်တော် Ryan Chucky နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိဒီကစားသမားကောင်းတယ်လဲဘယ်လောက်အရေးချင်းကျွန်တော်ရှိတယ်လဲတော့ဒါအပြင်ပြီးခဲ့တဲ့ရာသီမှာလူအများစုစပြီးတော့တတိထားမိခဲ့ကြတာဆိုတော့ဒါအလုံးလေးသိနေကြပြီးသားပဲပရီးမီးယားလိမှာရုံးကန်ရမလားဘာလားဒါတော့အချိန်ရစကားပြောသွားမှာပေါ့နော် Manchester City လိုမျိုးကလပ်အသင်းလိုက်ကအရာအလုံးအဆင်ပြေအချိန်ကြီးကောင်းနေတဲ့အသင်းမျိုးမှာကျွန်တော်ထပ်ပြီးတော့ဘယ်လိုပြောရမလဲ ဟွာရီရဖို့ဆိုတာမျိုးကတော်တော်ကိုအယုံခံရဖို့ဆိုတာတော်တော်ခဲရင်ပါတယ်เนาะဆိုတော့ကစားမ10ရောက်ခွင့်ရင်အနည်းဆုံးတော့8ရောက်လောက်ထိတော့ Manchester City မှာအမြဲတမ်းဒီပါအဝင်ခွင့်ရကျွန်တော်ဖြစ်တယ်ဒါပေမဲ့လို့ပေါ့เนาะ Ryan Chaki တို့ပါတို့ကနီးစနစ်ပိုင်းကျွဲဝတဲ့ကစားမတွေ Guardiola လိုချင်တဲ့ပုံစံဒီတိုင်းကစားပေးနိုင်မဲ့သူတွေလို့ကျွန်တော်ယူဆထားရတာပဲဒါကြောင့်ဒီအပြောင်းရွှေ့ဟာတော်တော်ကိုကောင်းတဲ့အပြောင်းရွှေ့ပါ Manchester City အတွက်ကဆိုတော့ဟို Chaki ကဘလောက်ကောင်းလဲဆိုရင်တော့ပြီးခဲ့တဲ့ရာသီမှာလည်း သူရဲ့ဘောနော်အကောင်းဆုံး performance တူမြင်ရတဲ့ယာဒီဖြစ်ခဲ့တယ်။ဒီ2024 2025မှာဆိုလို့ရှိရင်သူ့အနေနဲ့ဘော attacking output မှာဆိုလို့ရှိရင်သူ့ career မှာအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်။ဒါအပြင် Europa League ပြိုင်ပွဲတစ်ချောင်းမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးကစားမ၁၁ယောက်တည်းကိုသူရွေးချယ်ခံခဲ့ရတယ်။နော်ရွေးချယ်ခံခဲ့ရတယ်။ဆိုတော့ဒါကြောင့်လက်ရှိမှာနော်ဖန်တီးမှုအချိန်20ထိပြီးခဲ့တဲ့ယာဒီကလောက်ထားနိုင်တယ်လို့ twin goal 12 goal ထိလည်း twin ထားနိုင်နေဆိုတော့ Chagi ရဲ့ career မှာဒါ protetic အဖြစ်ဆုံး career လို့ကျွန်တော်ပြောရမလားဒါအပြင် Manchester United နဲ့တွေ့ခဲ့တဲ့ Europa League နှစ်ကြော့မှာလည်း twin goal တွေပါတယ်သူလုံနိုင်ခဲ့တယ်။လုံနိုင်ခဲ့တယ်။ဒါကြောင့်ဒီလက်ရှိပြင်သစ်လက်ရွေးစင်မှာလည်းသူပထမဆုံးဆိုသလိုရွေးချယ်ခံရပြီးသူ့ရဲ့ခြေစွမ်းနဲ့တိုးတက်မှုတွေကြောင့်ပေါ့နော်။ရွေးချယ်ခြင်းခံရပြီးရွေးချယ်ခြင်းခံရပြီးတော့ဟိုဟိုတနေ့ကကျွန်တော်ကစားသွားတယ်ပေါ့နော်။စပိန်နုနဲ့ပွဲဒီမှာဆိုလို့ရှိရင်လည်းတကယ်ကောင်းတဲ့ performance တွေသူပြတယ်။နောက်ဒါအပြင်ဂျာမနီကိုအနိုင်ရခဲ့တဲ့ပြင်သစ်ကပွဲစဉ်မှာလည်းသူကစားခွင့်ကျွန်တော်ရတယ်။ဆိုတော့ဘိုင်းယန်ချာဂီအနေနဲ့ အရာအလုံးကအရင်တော့အပေါင်းလက္ခဏာတွေကြီးပဲရယ်ဆိုဒီလိုကစားမမျိုးကို Manchester City ကခေါ်ဖို့အတွက်အချိန်ကြီးကောင်းသွားတာဆိုတော့သူ့ကိုတော့ပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့တုန်းက Premier League ကလပ်တွေကကြိုးပမ်းမှုတွေပြပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကကျွန်တော်ဒီ Fulham တို့ပေါ့နော် Fulham တို့ကပြောချင်ကျွန်တော်တို့က Crystal Palace တို့ PSG တို့ဒါမျိုးသိနေရဲ့ဘက်ကအမှန်ကန်ကြိုးပမ်းတာကျွန်တော်ဒီနဲ့ဒီ Fulham ဆိုလို့ရှိရင်ပေါင်း၁၂တန်းနဲ့ကန်လန်းနဲ့လီယူနဲ့လည်းသဘောတူညီမှုရတယ်။ဒါပေမဲ့ကစားမကပြောင်းရွှေ့ဖို့ညင်းခဲ့တာပြီးခဲ့တဲ့ຫນွေက ဒါကြောင့်ပေါ့နော်အခုမှဆိုလို့ရှိရင်မန်ချက်စတာစီးတီးကိုသူပြောင်းနိုင်ခဲ့ပြီဒီအပြောင်းရွှေ့ဟာမန်ချက်စတာစီးတီးအတွက်အများကြီးကောင်းတဲ့အပြောင်းရွှေ့ပါထားပါတော့ကျွန်တော်လက်ရှိမှာဖိုဒန်တို့မာမိုးတို့လိုကစားမတွေရှိတယ်ဆိုပေမဲ့လို့ပေါ့နော်နံပါတ်10ရုပ်နေရာမှာထားပါတော့ကေဗင်ဒဘရိုင်းတို့ဘာလို့ရဲ့နေရာမှာကောင်းကောင်းအစားထိုးနိုင်တာဆိုလို့ရှိရင်ချာကီကအများကြီးကျွန်တော်မျှော်လင့်လို့ရတယ်မာမိုးကတောင်းပန်လဲကျွန်တော်ကစားနိုင်တယ်တော့ဒါပြင်ဟို CVO တို့ဟလာပြီးရင် ဒါလိုဒိုဂူတို့လိုကစားမားတွေလည်းကျွန်တော်ရှိနေတယ်စီတီကလည်းထွက်မဲ့ကစားမားတွေရှိတယ်ဆိုတော့သူနေရာမရစရာတော့ကျွန်တော်အကြောင်းကတော့ကျွန်တော်မရှိဘူးနော်နေရာမရစရာအကြောင်းကတော့ကျွန်တော်မရှိဘူးဒါကြောင့်လက်ရှိမှာ Ryan Chucky ဆိုလို့ရှိရင်လည်းဒီတိုင်းပဲနံပါတ်10ရုပ်မှာသူကောင်းကောင်းကစားနိုင်တယ် right wing မှာလည်းသူကောင်းကောင်းကစားနိုင်တယ်ဆိုတော့ Sevilla တို့ဘာလို့အချိန်ကြီးမကောင်းရင်အပြောင်းလဲတွေလုပ်ပြီးတော့တုံးသွားလို့ရတဲ့အချိန်ကြီးမျိုးပါဆိုတော့ Guardiola တွေ့တော့ငွေသုံးပြီးသုံးနေတဲ့အချိန်ကြီးမျိုးမှာ Ryan Chucky ကိုလည်း Euro 340နဲ့ကျွန်တော်ထပ်ပြီးတော့ခွန်နိုင်ခဲ့ပြီစစ်စစ်မှုတွေပါတယ်အကုန်ပြီးလို့ ချိန်မီတယ်ဆိုလို့ရှိရင် club world cup ကိုကစားခွင့်သူရမယ်ဆိုတော့ရှေ့မှာလည်း rainer တို့ပေါ့နော်ကျွန်တော်တို့ဒါဘာတို့ကိုဒါခေါ်ပြီးသားနော်ဆိုတော့အိတ်နူရီတို့ကိုသူတို့အနေနဲ့ခေါ်လို့အဆင်ပြေသွားပြီဆေးဆူးမှုတွေလည်းပြီးသွားပြီလို့ကျွန်တော်တို့သိရတယ်ဆိုတော့ ryan chucky manchester city နဲ့တူကျွန်တော်တို့ဒါ club world cup ကိုကစားနိုင်တော့မှာပေါ့ဗျာဆိုတော့ city နဲ့ပရိသတ်နေနေရောဒီကစားမဖြစ်သေးတဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိမျောလင့်ထားကြလဲကျွန်တော်ကြပါအားလုံးကိုချစ်သူများကြီးတွေပါတယ်